မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါတယ်ရှင်။မိတ်ဆွေများအလုံးကိုစိတ်နှပါချမ်းသာချမ်းသာပါစေလို့မြတ်တာပို့ပါတယ်ရှင်။ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းလေးနဲ့ဆန္ဒပြုပါတယ်။ဒီနေ့တော့ကျွန်မကြိုက်ပြီးတဲ့ဝတ္ထုလေးတစ်ပုဒ်ဖတ်ပြချင်ပါတယ်။ဆ iam ဂျူးရဲ့မလျှောက်ဖြစ်သောလမ်းဆိုတဲ့ဝတ္ထုလေးပါ။မြတ်တန်ရက်ခန့်ချင်တာကတော့ကျွန်မရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။မလျှောက်ဖြစ်သောလမ်း မိဖို့ပရင်ပေါင်းမှန်သည်သုံးမြောင်ပုံအကွဲနေခဲ့ရာထိုနေရာမှ လေအေးကတိုးဝင်လျက်ရှိသည်အဲ့နေသောမှန်ကိုအစ်လဲမီလဲမီနှင့် နေရွှေညာရွှေရွှေခဲ့ရာယခုအခါမှန်ကကွဲပင်ကွဲခဲ့ပြီမင်းညာကအထီးမှန်ကအဲ့ယုံမဲ့အနေခဲ့ဤဒီနေ့ဘလို့ဖြစ်ပြီးကွဲရတာပါလေမှန်အကွဲသည်သုံးနာညီတရိကံဖြစ်နေဤ ်တင်ချဝမုံသော ကျမသည်သုံးနာညီမှန်ကွဲပေါက်ကိုခါသီးစွာကြည့်နေခဲ့သည်ကြာပြီမိနစ်20လောက်ရှိပြီကျမဘာကြောင့်မိဖို့ခန်းနဲ့ရောက်နေရသလဲပြန်လွင့်နေသောအာယုံကိုမနှဲပြန်စုစည်းယူရသည်သိပြီတန်မြတ်ရီအေးတစ်ခွက်လောက်ဖြော်တော့မလို့ကျမအခုတလောညညမှာခုအထက်ပိုင်းပူလောင်လျက်လန့်လန့်နိုးလာတတ်သည် ချွေးတီချွေးပေါက်ကြလျက်ရှိငနေပူနွေးလာတော့ခန်းစားချက်ကိုကျမခန်းစားနေရသည်မှာတပတ်လောက်ရှိပြီ။ဒါပါဟုပြတဲ့လေဟုကျမသိသည်။သိသည့်အတွေ့ကျမစိတ်တက်ကြမိသည်။မိမတယောက်ဟာဘလောက်ပဲလူလွတ်ဘဝကိုမျက်နှိုးစွာရွေးချယ်ခဲ့သည်ဆိုတော့မျိုးဆက်ရင်သွေးတယောက်လောက်တော့လိုချင်သည့်အချိန်ပိုင်းတွေရှိလိမ့်မလား။မိနစ်ပိုင်းခန်းစားမှုပဲဖြစ်ဖြစ်ပေါ့။ကျမမှာတော့ရှိသည် အိမ်ထောင်မပြုဘဲသမီးလေးတယောက်လောက်ရနိုင်ရင်ဘလောက်များကောင်းမလဲဟုပြီးခဲ့သည့်သုံးလနှစ်မှာခဏခဏစိတ်ကူးရင်ဘူး၏အခုတော့တာသမီးရနိုင်သည့်အရွယ်ကိုလွန်မြောက်ဖို့နေလာပြီဟိုးအဝေးမှာတောင်တန်းကြီးတစ်ခုကိုအရှိနောက်တန်းရဲ့မြင်နေရ၏ညဟောင်းမောင်နဲ့ထိုးတောင်တန်းသည်ဆင်ကြီးတစ်ကောင်ဝင့်နေတယ်လို့ပဲထိုးတောင်တန်းကြီးကိုဘယ်နှခါပဲကြည့်ကြည့်ကျမကတော့ဆင်မဲကြီးတစ်ကောင်ကိုပဲမြင်အောင်မိနေသည် ငငယ်တုန်းကကျမတို့ရဲ့အလဲတန်းကျောင်းဝင်းထဲမှာဆင်ကြီးတစ်ကောင်ရောက်လာခဲ့ဘူးဒီစက္ကတ်ထဲကဆင်ကြီးလားတစ်ထုတ်လို့ရံဆင်ကြီးလားမသိကျမတို့တငယ်ချင်းတွေထုခတ်ထားသောဆင်ကြီးဤသို့သွားကကြံရိုးတွေကြွေးခဲ့ကြသည်ဆင်ကြီးကနှာမောင်းဖြင့်ဆွဲယူရစ်ပတ်လျက်ပါးစပ်သေးသူထဲ့ကတကြွန်းကြွန်းဝါမျိုးဆုပ်ယူသည်အခုတလောတောင်တန်းကြီးကိုကြည်တိုင်းကျမသည်ဆင်ကြီးကိုပြန်ပြန်တရေရနေမိသည် ကျမ희တငယ်ချင်းတယောက်ကအိမ်ထောင်ကျပြီးနောက်သားသမီးမရခင်သူကကလေးကိုအယူမှုလိုချင်လားမလိုချင်လားမသိတော့လေကျမတို့တငယ်ချင်းအိမ်ထောင်တဲ့တွေကတော့သူ့ကိုအသေးအတန်ပင်ကလေးရစေချင်နေကြသည်တာဖွာမီရဲ့အထုကုတငယ်ချင်းတွေကတိတ်ပန့်ကြကြနေတယ်ပြောလားပြောရဲ့ပောက်တက်ကြရတယ်ပြောတတ်သည့်ပြောတတ်သူတငယ်ချင်းတွေကခံပြရတွေ့ဝဲနေတယ်ကိုပြောလားပြောရဲ့ နောက်ဆုံးတော့ဟာတာပြောတတ်သည့်တငယ်ချင်းယောက်ျားလေးတယောက်ကထိုတငယ်ချင်းကိုစင်တကောင်၏ဝမ်းပိုက်အောက်သို့ဝင်ရသည်ဆိုလား။ဆရာဝန်တန်မဲနှင့်လက်တွေ့မကျသည့်နည်းကိုပြောတော့အားလုံးဝိုင်းရေကြလေသည်။ကျမတို့မိဖို့ရဲ့ရောက်လို့ဗတင်းမတဆင်ဟိုတောင်တန်းကြီးကိုမြင်ရသည့်အခါစင်ကြီးကိုတတိရရနေမိတော့သည်။အဲ့ဒီစင်ကြီးဘယ်ရောက်သွားပြီလဲ။အေးလေစင်ကိုအသာထား ကျမဤပူရှိန်နှွေးနေသောကိုထပ်ပိုင်းခန်းစားချက်ကိုတတရာရလို့ရညာတမရည်ဖြော့တောက်တာကလက်တွေ့ကြပါသည်တမရသည်ကိုညှက်ခုံခွက်ကလေးတဲ့ထည့်ညှစ်ပြီးဖန်ခွက်တဲ့ထည့်တကြားတစုံမောက်မောက်ထည့်ပြီးတော့မှတကြားမထည့်ပဲတကြားအစားထိုး equal ထုတ်လေးထည့်လိုက်ရကောင်းသားဟုနောက်လိုက်ရသည်အိုးတိတ်ဝနေတာမှမဟုတ်ပင်ဒီတစုံနဲ့တော့ဘာမှထူးထူးခြားခြားစိုးမသွားနိုင်ပါဘူးလေ မိဖို့ထဲမှာစာရင်းတောက်ရင်နောက်တစ်ခါကိုကိုကိုအကဲခတ်နိုင်အောင်မှတ်တချက်ထားမှဖြစ်မိအနိကကြားလဲရတော့အတန်ဆူဆူတစ်ခုကြောင့်ကျမလန့်ဖြန့်သွားသည်ထိုတန်ဘာတန်လဲဟုစိတ်ကခွဲခြားနိုင်သွားသည့်အခါမှာတော့အနည်းငယ်ညူဆူမိလေသည်တယ်လီဖုန်းတန်ည10နာရီခွဲ17နာရီဘသူများဖုန်းဆက်ပါလိစေယုံငါဖြစ်နိုင်သည်တစ်ခုခုထူးခြားလို့သတင်းပို့တာဖြစ်နိုင်သည် မိဖို့ခန်းနေရာမှာချိတ်ထားသောတယ်လီဖုန်းကိုကောက်ကင်လိုက်မိသည်ဟုတ်ကဲ့လေးခင်ခင်ပါရှင်လေးချမနာနဲ့တော့ဝင်လာသည်ကခပ်ပွားပွားခက်အဲ့အဲ့အတန်တခုဖျားကြီးဒီအတန်ဟုတ်ကဲ့ဇဝေးဇဝါဖြင့်ဖြေလိုက်မိသည်ကိုပါလေးအနည်းငယ်လေးနေတော့အတန်ကိုမျက်နှာကိုရင်နွေးဖြင့်အပက်ခံလိုက်ရသလိုနွေးကနေပူသွားတော့သည်လင်းအောင်ပါအော်လင်းအောင်လား သူဘာဖြစ်လို့အချိန်မတော်ကြီးမှာဖုန်းဆက်ရပါလဲ။နေကောင်းတယ်နော်လင်းအောင်။နေကောင်းပါတယ်လင်း။ခုကိုတို့စားတော့ဆိုင်တစ်ခုမှရောက်နေတယ်။ထင်သားပဲ။သူ့ရင်ကနေဆိုရင်ကျမစီကိုဆက်ဖို့ဘလို့မှတတ်တိမွေးယူလို့ရမှာမဟုတ်။ဘီဟာဆိုင်ရောက်နေလို့သာနောက်ပြီးတငယ်ချင်းတွေနဲ့စုံပြီးတောက်နေကြလို့သာ။ပြော။ဘာကြောင့်ရှိတယ်လဲလင်းအောင်ငါပါကူညီရမလဲ။အကူညီလိုချင်လို့ဆက်တာမဟုတ်မှန်းတိတိကြီးနဲ့ကျမမေးလိုက်သည်။ လေးစီကိုကိုဆက်ရတာကရံပုံငွေကောက်မလို့ပါကိုတို့အတန်းသားတွေစီကငွေကောက်ခံဖို့ကိုတောင်းဝင်ပေးထားကြတယ်လေဟွန်းမဖြစ်နိုင်ပါဘူးဒီလောက်စကားနေတဲ့သူဘယ်သူကငွေကောက်ခိုင်းမှလဲနောက်ပြီးနှစ်ဆင်အတန်းသားဟောင်းနေစူးစီးဆောင်ရက်တဲ့ပွဲတွေမှာဘဏ္ဍာရေးမှူးတောင်းဝင်ယူနေကြတိမ့်လှိုင်ကပဲရောက်သွားလို့လေတိမ့်လှိုင်ကနေကိုဖုံးဆက်ခိုင်းတာမဟုတ်လားကျမခံမမိသွားသည်မဟုတ်ပါဘူးဟာငါဟာငါဆက်တာပါသူ့အတံမှာမလုံမလဲဟန် ဖုန်းထဲမှာရီမောတန်တဲ့တဲ့ကြားလိုက်ရတယ်လို့လို့ကျမတို့အတန်းသား155ယောက်ထဲမှာအိမ်တောင်မကြသောလူလူဟု၍55ယောက်သာကျန်သည်အဲ့ဒီ55ယောက်ထဲမှာကျမနဲ့လင်းအောင်ကျန်နေသည်ကိုတိုက်ဆိုင်မှုဟုဘသူမှမယုံကြည်နိုင်ကြပြီတတ်နိုင်သမျှဝိုင်းဝန်းပြီးဆစ်ဆက်ပေးလိုကြသည်ကုထမင်းကိုစားပြီးအရင်းနှွားကိုအလကားကြောင်းပေးခြင်းသူတွေဟုသူတို့ကိုသူတို့ရီမောကြသည်နေပါဦးငွေကောက်တာဘာတက်ကောက်မှလဲ ဆရာကတော့ပွဲအတွက်ငါတသောင်းထည့်ပြီးပြီလေတယ်လီဖုန်းထဲမှာတဆင့်သူ့ကိုခက်ဆောင်ဆောင်អော်ပြစ်လိုက်သည်ဆရာကတော့ပွဲမဟုတ်ဘူးအခုဟာကရွှေရတုပွဲတော်အတွက်ရွှေရတုကျမခဏကြောင်သွားသည်ထို့နောက်မှတတိယသည်ဟုတ်ပါရဲ့မန္တလေးစစ်တပ်သူက250တောင်ပြည်ပါပေါ့လားတွေးမိလိုက်တော့ခါဝမ်းနေသွားသည်ကြည်စမ်းငါတော်တော်အသက်ကြီးသွားပြီပဲကျမအသက်မကြီးကြီးသေးချင်ပါဘူး အသက်40တဲကအသက်ကိုမစင်စားခဲ့တော့ပဲတတ်နိုင်သမျှမိထားခဲ့သည်သို့တော့ဝိထုတွေကိုဖတ်တိုင်းဝိထုတွေရဲ့ဇက်ကောင်တွေရဲ့အသက်ကိုသတိထားရှာဖွေသည်အသက်40ကျော်ဇက်ကောင်တွေများတွေ့မလားမျှော်လင့်ချက်ဖြင့်သို့တော့မတွေ့တတ်တာကများသည်အသက်32နှစ်33နှစ်တည်းကများသည်ငါဝိထုဇက်ကောင်ဖျက်လောက်အောင်အသက်မငယ်တော့ဘူးကျမကိုဘသူကမှဇက်လိုက်ထားပြီးဝိထုရေးမှမဟုတ်ပါပဲနှင့်ဝန်နေမိသည်လေအင်း ကိုလေးနဲ့တွေ့ကျင်တယ်။အိုးကျမမျက်မှောင်ကျုပ်လေးပြုံးမိသည်။ဒီအသက်ရွယ်ရောက်မှတော့လူတယောက်ဤလေးခုခေါ်သည့်အတန်ပေါ်မှာကျမမตายရတတ်တော့ပါ။နှစ်နှစ်ဆယ်လောက်မိထားခဲ့ပြီးမှအခုဘာဖြစ်လို့အစပြန်ကောက်ချင်ရတာလဲ။ကိုလာခဲ့မယ်နော်။သူ့တန်ကဟိုတုန်းကလူခက်ရှက်ရှက်လူငယ်လေးဟန်ပြန်ဖြစ်သွား၏။အိုးဘယ်ဖြစ်မလဲညသကောင်ကြီး။မဟုတ်ပါဘူးလေရဲ့နောက်နေ့မှပြောတာပါ။ဟင်ကျမစိတ်မကောင်းတော့လေပြက်ပြက်သားသားညင်လိုက်မိ။ ီစမ်းမအောင်နှစ်20လုံးခြိလို့မရတဲ့ကြိုးစားနဲ့ဆောက်ဘယ်အရာမျိုးနဲ့ခြိလို့ရမယ်ထင်လို့လဲငါတနေ့တော့အိမ်မှာရှိတာမဟုတ်ဘူးအိမ်ကိုမလာရရင်စီးုံလိုက်လာခဲ့မယ်လေနင်းအောင်နင်းမူးနေပြီအေးအေးဆေးဆေးအိမ်ပြန်တော့ကျမဆိတ်ရှုပ်စွာပြောပြီးဖုန်းကိုပြန်တင်လိုက်ညို့ရဲမှာပြန်ထွက်လာသည့်အချိန်နဲ့တယ်လီဖုန်းမြည်လာပြန်သည်ကျမလှည့်ကြည့်တော့ကြည့်လိုက်သည်တို့တော့လင်းအောင်နေဖြစ်မှာကျမလှေကားကိုတက်လိုက်သည်အေးလင်းအောင်မဟုတ်ပဲစီးုံကခေါ်တာဖြစ်ရော့ ကျမကရမန်းကရမ်းပြန်ပြေးဆင်းလာခဲ့သည်။ကျမကောက်ကင်ပေါ်လက်လှမ်းလိုက်သည့်အချိန်မှပင်ဖုန်းတန်ကပြတ်တောက်သွားခဲ့သည်။ကျမစိတ်တူတူနဲ့ရည်ကျင်သွားမိသည်။နေပစီတော့အပေါ်ရောက်မှအိတ်ခမ်းထဲကဖုန်းကောက်ကင်လည်းရလာပဲ။အပေါ်ထက်သူ့စိတ်မပါလက်မပါတက်လာခဲ့သည်။သို့တော့တယ်လီဖုန်းပြန်မမီတော့ပါ။ကျောင်းတော်ကလင်းအောင်သည်အလွန်အေးဆေးပြီးအလွန်စကားနေသည်။နေစမ်းမအောင် ူဆရာဝန်ဖြစ်တော့လူနာနဲ့သူနေချာမှာဘလို့စကားတွေဖြင့်စိတ်ကူတာမှာလေထူပေရင်ကိုကြိုတင်တွေ့ရင်ကျမရည်ကျင်နေခဲ့သည်ထူလင်းအောင်သည်လေးခင်ခင်ကိုချစ်ချိုက်နေသည်ဟုကျမသတင်းပြန်ကြသည်ဘလို့မှမဖြစ်နိုင်မတုံမလုံကြောက်စိတ်ရုပ်လူလူကကျမလိုရှက်ပြပြနဲ့စကားနဲ့အလွန်များသောမိန်းကလေးတစ်ယောက်ကိုကြိုက်မှာမဟုတ်သူကြိုက်ချင်းကြိုက်လျင်ကျမနဲ့အတွေ့အများသောနတ်မြအီကိုကြိုက်မှာချော်လဲချော်သည်စကားနဲ့အလွန်နှဲသည် အိန္ဒြေလည်းရှိသည်တတိယနှစ်တုန်းကယောဂဗေဒလက်တွေ့ချိန်မှာမိုက်ခရိုစကုပ်ချိန်ရင် slide ပြားမှန်ချက်ကလေးကွဲအဲ့ကြေမွသွားခဲ့ပူတော့ကျမလိုပေါ်တီပေါ်ဆာမိမကိုသူနှစ်သက်နိုင်မှာမလားဟုတ်တော့ကွဲသွားပြီလူခနဲ့ကျမအွန်လိုင်းပြီးတော့လင်းအောင်ကသူ့မိုက်ခရိုစကုပ်မှာမျက်စိအကြည့်လွှဲယူကကျမအားကြည့်သည် ထို့နောက်ပခုံးတွန့်ပြလေသည်ဘာလို့ရမလဲဘာလို့လူလုံးကမှမသိပဲကျမညင်းညူမိသည် လှုပ်ထုံးလို့နေမသိလို့တော့ပဲဟုတ်မလဲမိမိကြောင့် slide တစ်ချက်ကွဲသွားလင်ဌာနရုံးခန်းသို့ slide ကွဲသွားအပ်ရသည်မိမိနာမည်အတန်ခုံနံပါတ်စီရင်ပေးလျက်လက်မှတ်ထိုးရသည်သိတာပေါ့သို့တော်ကျမသည်မိမိရှက်ပြပြနိုင်သည်ကိုလူသိမှလည်းရှက်မိသေးသည်ဒီ slide တစ်ချက်ရဖို့အတွက်ယောဂတဲ့တယောက်စီကတ िश ူးအသားစောင်းကိုယူထားရတာ slide တစ်ချက်ချင်းသည်လူတယောက်ချင်း၏ဝေဒနာနှင့်ချိန်ဆက်ထားရတာဘလောက်အားနာကိုကောင်းလိုက်ပါသလဲ ကျမမျက်နှာပူမိပါသည်လေးအောင်ကစကားတခေါမှမပြောဘဲနှစ်သိမ့်တယ်လို့ပြုံးပြကထိုစလိုက်ကိုလှမ်းယူလိုက်သည်စလိုက်ကမှန်ပြားတိုင်းမဟုတ်တော့ဘဲသုံးလေးပိုင်းကွဲသွားခဲ့ပြီသူကဆက်ကူတစ်ချက်ပေါ်မှာတင်ကဆက်ဆက်ကြည့်နေလေထို့နောက်ဘာမှမပြောဘဲသူ့မိုက်ခရိုစကုပ်မှာတင်ထားသောစလိုက်ပြားကိုဖြုတ်ယူကဒီဘက်ရောက်လာပြီးကျမ့်မိုက်ခရိုစကုပ်မှာလာတင်ပေးလိုက်၏သူလာတော့ကျမထိုင်ရာမှာထပီးလိုက်သည် ူက slide ကိုအကြမ်းလာချိန်ပေးခဲ့ပြီးနောက်တစ်ချက်ပြုံးလိုက်သည်ကြည်တော်ဟူသည့်အတိတ်ပဲဖြစ်သည် ထို့နောက် slide ခွဲကိုယူကလက်တွေ့ကန်ထဲမှာထွက်ခွာသွားခဲ့လေသည်ကြာခဲ့ပါပြီထို့ဖြစ်ကိုတော့ جماعه ဘယ်တော့မှမမီသူဒီလောက်စကားနေတာ جماعه ကိုချစ်စကားဘလို့ပြောပါမလဲထို့မိကွန်းသည် جماعه ခဏခဏတွေးနေမိသောမိကွန်းဖြစ်သည်အမှန်တိုင်းဝင်ခံလင်ကျမကိုလင်းအောင်ဟာချစ်ခင်သည်ဆိုသည့်အချက်အပေါ်မှာကျမရင်ခုန်နှွေးထွေးမိသည် ကျမဒီမန်းလေးစစ်တုပ်တို့မှာဘလို့မှလူချိန်မများနိုင်သည့်မိန်းကလေးဖြစ်သည်ရုပ်ရည်ကရွက်ချမ်းရည်ကျူတတိယနှစ်ရောက်သည့်အထိကျမကိုစိတ်ဝင်စားသူတရားမှမရှိခဲ့ထို့ကြောင့်လင်းအောင်ကကျမကိုချစ်သည်ဟုတင်ကြားသည့်အခါကျမလင်းအောင်တော်တော်ကျေးဇူးတင်မိသည်ကျမကိုမိမသားအဖြစ် ကျမ၏အရှိအတိုင်းတန်ဖိုးထားသူတယောက်ရှိလေသေးသည်ဟု စိတ်သက်သာရာရရှိသောကြောင့်ဖြစ်ပါသည်စကားနေသောလင်းအောင်ကကျမကိုဘလို့များပြောမှလဲ ဒါပေမဲ့လေနေရာတိုင်းမှာဖြစ်ရှင်းနေတစ်ခုစီတော့ရှိကြတာကြည့်ပါပဲ။သူတနည်းနည်းနဲ့တော့ပြောမှာပေါ့။အရေးကြီးတာကသူပြောလာချိန်မှာကျမဘလို့တုံ့ပြန်မလဲ။မိန်းကလေးဆိုတာမူရတဲ့။ကိုကချစ်နေသည်ဖြစ်သည့်တိုင်းချစ်ချင်းကောင်းမညံ့ရဘူးတဲ့။စဉ်းစားချင်ဟန်ဆောင်အောင်မလဲ။ကျမကတော့လင်းအောင်ကိုကျေးဇူးတော်တင်နေရသည့်အဖြစ်မို့တိတ်အကြာကြီးတော့အချိန်မဆွဲထားခြင်းပြီ။တလားလောက်ဆိုတိတ်ညာများသွားမလား။နှစ်ပတ်လောက်ထားရင်ကောင်းမလား။ ကျွန်မသူ့ကိုတကယ်ရောချစ်ရဲ့လားအချစ်ဆိုတာဘာမှန်းမသိပေမဲ့သူ့နဲ့တွဲသွားအတူစားချက်အတူလျှောက်လျရင်အသေးပဲတခုတော့ရမည်ဟုထင်သည်အဲ့ဒါချစ်ပဲဖြစ်မှာပါဟုဇော့အတင်းကောက်ချက်ချပြလိုက်နေဦးနေအောင်ကျွန်မလက်ထက်ချင်ရဲ့လားစဉ်းစားကြည့်မိတော့နည်းနည်းတော့လန့်သွားသည်ကျွန်မတို့မန်လေးစစ်တပ်သူမှကထုံးစံတစ်ခုရှိသည်ချစ်သူတွေဒီဘယ်တော့မှပြောသဘောမတွဲဖြစ်ကြဘူး လက်ထပ်ဖို့စဉ်းစားပြီးမှတွဲကြသည် တွဲပြီဆိုသည်နှင့်လူတိုင်းကသိသည်မှတ်ပုံတင်ပြီးသားအတွဲဖြစ်သွားပြီဆိုပါတော့လက်မထက်ဖြစ်ရင်လည်းဒီเจ้าမှာတော့နောက်ထပ်အတွဲမရနိုင်တော့ဒီတော့လင်းအောင်ကကျမလက်ခံလိုက်ပြီဆိုရင်သူ့ကိုလက်ထပ်နိုင်မှာဖြစ်ပြီကျမလက်ထပ်ချင်မှရလားလင်းအောင်ဤဘဝအမြင်တွေခံစားမှုတွေအကြိုက်တွေကကျမနဲ့တိတ်ကွာနေလို့မဖြစ် ထို့ကြောင့်ကျမသည်အဖြေမပေးခင်လင်းအောင်ကို ကျမတည်တင်သည်ဟုဆုံးဖြတ်လိုက်သည်။မူလာရောကဖာတိဖာသာနေခဲ့မိသောလင်းအောင်၏ရုပ်ရည်နေစဉ်ရိုက်တို့ကိုကျမအကဲခတ်ဆပြုလာသည်။လင်းအောင်သည်အယုံမဆိုးလှပါ။သို့တော်မင်းကလေး၏စိတ်ကူးရင်လိုကောင်းသည့်ယုံမှုလည်းမဟုတ်ပါ။မျက်လုံးမျက်ခုံကအတန်အသင့်နဲ့သည်။အသားညွညူနှစ်ဖူးကျဲကျဲပါးစပ်ကျဲကျဲနှာခေါင်းခက်ကြီးကြီးမျက်နှာမှာဝှက်ချံဘူးတိတိတွေကျွတ်တုကျဲတဲရှိသည်။ အရက်ကတော့ကျမတဲ့အနည်းငယ်ပုမလားမသိကျမကအရက်က9ပြီ6လက်မှရှိသည်ဟုတ်တာပေါ့ကျမကိုလူကြိုက်နေရသည့်အကြောင်းရင်းများတွင်ကျမရုံမလာတာတဲ့ကျမအရက်ရှိတာကပိုအေးပါပါလိမ့်မည်9ပြီ6လက်မှရက်ရှိသောမိန်းကလေးတစ်ယောက်ကိုရေးစားစကားပြောကျင်သည့်ယောက်ျားလေးတစ်ယောက်သည်အနည်းဆုံးအရက်က9ပြီ9လက်မှတော့ရှိရပါလိမ့်မည်လင်းအောင်အရက်က9ပြီ6လက်မှရှိပါမလား ကျမနဲ့သူအမြဲတမ်းခုနှစ်ဘက်ကလေးဖြစ်သဖြင့်ရှင်ကြည့်ဖို့လွယ်ကူပါ၏တို့တော့ဘသူဝကြည့်ပြီးမှလဲတယောက်ယောက်ကိုငါနဲ့လင်းအောင်နဲ့ဘသူကအရက်ပိုးရှိနေကြည့်ပြီးစမ်းမှဟုပြောမိတယ်သူတို့အားလုံးဟာကုန်တော့မှာပေါ့ဒီလိုဖြစ်ရင်မဖြစ်သေးပါဘူးနောက်တော့ဘသူအခုညီမယူစရာမလိုပဲလင်းအောင်ရက်ကိုတိုင်းရန်စိတ်ကူးပေါ်သွားသည်ယောဂဗေဒလက်တွေ့ခန်းမှာယောဂဖြစ်သောအင်္ဂါအသီးသီးကိုနမူနာပြဖန်တီးလိုက်တဲ့ထည့်ပြီး စင်နေပေါ်မှာအဆင့်ဆင့်တင်ထားသည်ထို့အဆင့်တစ်ခုခုမှ ဖန်တစ်တာတစ်ခုအမြင့်နှင့်လင်းအောင်ရက်ကိုစိတ်မှန်းဖြင့်တိုင်းကြည့်သည်မျိုးကိုသုံးလိုက်သည်ယောဂဗေဒလက်တွေ့ချင်းယောဂနမူနာတွေကြည့်ရန်အခန်းထဲသို့တွားရခြင်းတွင်လင်းအောင်၏နောက်နားမှကျွန်မခတ်ခွာခွာလိုက်ရသည်သူ့ဦးခေါင်းသည်ဘယ်ဖန်တစ်တာနှင့်များအမြင့်တူမှာပါလိမ့်တိုက်ဖက်ယောဂအနာတွေပါသောဦးအပြတ်ထဲ့ထားသည့်ဖန်တစ်တာသည် အပေါ်ဆုံးအဆင့်မှရှိသည် ထိုတိတ္တရဲ့အပေါ်အနာတက်သည်နင်းအောင်ရဲ့အရန်နဲ့အတူတူပဲဟုတ်ပြီထိုအနာတက်ကိုကျမစိတ်ပြင်းမှတ်ထားကအဲ့ဒီဖန်တိတ္တစီတို့ကျမသွားလိုက်သည်ကျမထင်ထင်သည်အတိုင်းပါပဲနင်းအောင်ရဲ့အရက်သည်ကျမထက်လက်မဝက်လောက်တော့ပိုနေသည် ကျမစိတ်တက်တော်တော်ကြာသွားသည်သူ့ကိုလက်ထပ်ပေါ်နှောင့်နေသည့်အကြောင်းများတွင်အရင်အမြင့်ပထမအချက်ဒုတိယအချက်ကလင်းအောင်ကကျင့်ထိုးသည် ကျင်ထိုးတာကစေချောင်းသားတော်တော်များများဤចောင်းသားဘဝတေပေမှုဖြစ်တော်လဲနင်းအောင်ကတော့သူများတဲ့လွန်သည်လင်းအောင်ကရှိသည်မြပိုင်သည်မြအရာတွေကိုအပေါင်ထားလျက်ကျင်ထိုးသည်ဟုသတင်းကြားရသည်나ရီလက်စုပြတ်ထန်းစာအုပ်နှစ်ချက်မီးဘူးနောက်ဆုံးဘာမှပေါင်စရာမကျန်လင်တမန်ချိန်မှာသူအလွန်သဝင်တူသောဝိဆာနေတိတ်ပံတက္ကသူကဆီယာမသူ့အတော်ကိုပင်မင်းတို့ရရင်ယူဟုအပေါင်ထားဘူးတဲ့ဖះရည် ဒီလိုဖြစ်မဖြစ်ပါဘူးမတော်တဆသူချင်းရှုံးသည့်အချိန်မှာရှုံမဲမဲလျက်ကျမကိုအပေါင်းထားပြီးဂျင်ထိုးလင်မခက်ပါလားအတော်ဆိုသည်ကသူတကယ်ပိုင်ဆိုင်သောအရာမဟုတ်ဘူးအများကလက်ခံပြီးသားဇနီးဆိုသည်ကခင်မုန်း၏ပိုင်ဆိုင်မှုပစ္စည်းတစ်ခုလိုမြင်နေကြတာမဟုတ်လားအဲ့ဒီလိုအပေါင်းထားခဲ့ရင်ကျွေးဖြင့်တင်းဖို့တရားဝင်တာတွေမဝင်တာတွေနောက်ထားကျမနဲ့လင်းအောင်ကအရင်ကွာရှင်းပြက်စရမှာအဲ့ဒါကဒုတိယအချက် တတိယချက်ကလင်းအောင်သည်စကားအလွန်နေသည်မပြောသလောက်ပင်ဖြစ်သည်ဟုဆိုကြပါစို့ကျမကကြီးစကားတွေပြောနေရလိမ့်မည် အလွန်ပြင်းစရာကောင်းလိမ့်မည်ထိုစကားနည်းသူလင်းအောင်သည်ကျမကိုချစ်သည့်အကြောင်းကိုစကားဖြင့်ပြောလာမှာတော့မဟုတ်စာဖြင့်ရေးလာမှာပဲဟုကျမတွေးမိသည်ထိုစာကိုလည်းသူကိုယ်တိုင်တိုက်ရိုက်ပေးလိမ့်မည်မဟုတ် နောက်ဆုံးမှသူစာဖြင့်ဖွင့်ပြောသည်သို့တော့ကျမမျှော်လင့်ထားသလိုတော့မဟုတ် နောက်ဆုံးနဲ့အပိုင်းကရောက်သည့်အခါနနခင်တစ်ခုတွင်စီစဝါဆောင်ရဲ့ဧကန်းထဲတွင်ကြော်ညာပုတ်ပြားပေါ်မှာအောက်ပါအတိုင်းစတရွက်ကတ်ထားသည်ကိုတွေ့ရသည်ဘတ်အန်ဘီတို့ကပက်တိုလော်ဂျီစလိုက်တစ်ချက်ခွဲချီလိုက်တဲ့လေးခင်ခင်အတွက်အောင်ဆန်းဆောင်မှာကျွန်တော်မောင်လင်းအောင်ကအသေးနှလုံးပိအပ်ဖို့အဆင်သင့်ပါပဲခွဲလူခွဲခြေလူခြေခွံပြလူပြပုံလင်းအောင်နောက်ဆုံးနဲ့အပိုင်းက ဘာဘီကျူးလှုပ်ပြီးခင်စားခြင်းစားပုံသိမ့်လှိုင်းဖះရီထူစာကိုဖတ်လိုက်ရသည့်အခါကျမ၏အမြင်တွေပြောင်းဝေသွားသည့်အထိဒေါသတကြီးရှက်မိသွားသည်ရှေ့စာပိုင်းတစ်ခုလုံးသည်တကယ်ပင်လင်းအောင်ရင်လည်းရေးဖြစ်မှန်းခုံနှစ်ပတ်ချင်းကတ်နေတော့ကျမသိတာပေါ့နောက်ဆုံးကကွင်းစာကွင်းပိတ်ထဲမှာတော့သိမ့်လှိုင်းလည်းရေးကျမသည်ထူစာရွက်ကိုလှင်မြန်စွာဆဲဆုပ်ခြေမှပြစ်လိုက်ရလေသည်အခန်းသို့ပြန်လာတော့ခါကျမခြေလမ်းနေမြင်းနဲ့မထိတယ်လို့လွတ်ဟာနေခဲ့သည် ဘလို့လှုပ်ပြီးအခန်းထဲပြန်ရောက်လာမှမသိတော့ဘူး။ထိုနေ့နဲ့နဲ့ကအဆောင်မှမနဲ့စာသွားစတော့အတန်းပေါ်အားလုံးကဘယ်တော့ငါမှမကြည့်ဘူးဒီအကြည့်ဖြင့်ကြည်လာသည်။အံ့ဩရင်မောကြည်လား။ကြည်နုမြဝေကြည်လားကျမမသိ။တိုးတော်တဖြည်းဖြည်းနဲ့နေရာထိုင်ရတာပိုကောင်းလာသည်။ခါတိုင်းစားနေကြနနက်စာထမင်းကြော်သည်ခါတိုင်းထက်ပိုရအရသာရှိနေတယ်လို့ပဲ။ထိုနေ့ကသူနဲ့ဘလို့မျက်နှာချင်းဆိုင်ရမှမသိသဖြင့်ကျမကြောက်မတက်ခဲ့ဘူး။ ညနေရောက်မှသိရသည်မှာလင်းအောင်လဲကြောင်မတက်ခဲ့တကယ်တော့ထူဆောက်ကိုအဆောင်တင်မုံပေါ်မှာလာကတ်တာက အတန်းထဲတွင်အစနောက်အတန်ဆုံးတက်နိုင် ထူဆောက်ကိုလင်းအောင်ရေးဖြစ်အောင်ရက်တည်းအမူးတိုက်ပြီးညာခိုင်းခဲ့တာကတိမ့်လိုက်ထူဆောက်ကိုအဆောင်မှာကတ်ခဲ့သည့်အတွက်တက်နိုင်ရလိုက်သည့်ဆုလက်ကလင်းအောင်ရင်လက်သည်ဖြစ်သည်ရှက်လွန်းလို့တပတ်တိတိအကြောင်းမတက်ရဲသောလင်းအောင်ကိုကျွန်မစာနာပါသည်ချစ်သည်လို့အဖြစ်ပေးဖို့စဉ်းစားပါသေးသည် သို့တော့အဆောင် notice board မှာလာကတ်သောစာကိုကျမကတရားဝင်ရထားတာမှမဟုတ်ဘူး။ကျမလက်ထဲရောက်လာတာမဟုတ်သည့်ဖွင့်ဟကျင်ညာစာတမ်းကိုကျမကတုံ့ပြန်စရာမလိုဟုပင်အဖြစ်ရသည်။သူကြောင်းပြန်တက်လို့ကျမတို့တွေ့ကြသည့်အခါ "तू ဟာမျက်နှာနေရဲနေလေ။ဘာစကားမှမပြောခဲ့ဘူး။ကျမကိုလည်းတဲ့တဲ့မကြည့်ပဲမျက်နှာခက်လွဲလွဲထားသည်။တက်နိုင်နဲ့တိမ့်လှိုင်ကကျမကိုလာတောင်းမှန်သည်။နင်တို့ငါ့ကိုတောင်းမှန်စရာမလိုဘူး။လင်းအောင်ကိုပဲတောင်းမှန်ပါ။ လင်းအောင်ကိုသူတို့တောင်းပန်သလားကျမမသိလင်းအောင်နဲ့ကျမကတော့ထိုအချိန်မှစပြီးအနည်းဆုံးမှရှိနေလေရဲ့စကားဟဟမပြောဝင့်အောင်တယောက်ကိုတယောက်ရှိန်းသွားကြတော့လေသည်ကြားလှပြီပေါ့ကျမတို့အတန်းသားတွေအသီးသီးအိမ်တောင်ကြာခဲ့ကတားရီသမီးတွေပင်စေးတက်ကတူတူတက်ရောက်သူတွေရှိနေကြပြီ တချို့အတန်းပေါ်ယောက်ျားလေးတွေကအိမ်အောင်နဲ့ဆက်ကြသွားပြီတချို့ကတော့ဇနီးနှစ်ယောက်တပြိုင်တည်းပင်ရခဲ့ဘူးသည်ဟုပြောတဲ့ကြသည် လင်းအောင်ပဲရောက်နေခဲ့တယ်။အမှန်တိုင်းပြောရရင်ဟိုမျိုးတီမျိုးတို့အထွေထွေယောဂါကိုတမားတော်အဖြစ်ပြောင်းရွှေ့နေရစဉ်မှာလင်းအောင်ကိုကျွန်မမိနေခဲ့ပါသည်။ကျမတို့အတန်းသားတွေထဲမှာတချို့နဲ့တော့မန္တလေးရောက်ရင်ခဏခဏဆုံဖြစ်သည်လင်းအောင်တယောက်အိမ်အောင်မကြသေးဘူးဟုကြားရသည်ခွဲစိတ်အထုကုဆရာဝန်ဖြစ်နေသည်တဲ့နင့်ကိုစောင့်နေတာဖြစ်မှာပေါ့တငယ်ချင်းတယောက်ကနောက်သည် ထိုစကားသည်မိမတယောက်အတွက်ဂုံသူစင်ရလားမသိကြ တို့တော်ထိုစကားကြောင့်ကျမအနည်းငယ်သွေးကျွာသွားတာတော့အမှန်ပဲစဉ်းစားကြည့်လေယောက်ျားတစ်ယောက်ကကိုယ့်ကိုမရလို့အိမ်ထောင်မပြုတ်ပဲတေတပံတတဆုံတကူရင်းနေသွားလေတဲ့ဆိုတော့အဖြစ်ဘလောက်တောင်ကျင်နေစရာကောင်းလိုက်လေတလေတို့တော်အဖြစ်မှန်ကတည်လို့မဟုတ်နိုင်လင်းအောင်အိမ်ထောင်မကြသေးတာကကျမနဲ့လုံးဝမသက်ဆိုင်တော့အခြားအကြောင်းတွေကြောင့်ဖြစ်မိမိမတွေကိုမကြိုက်ပဲယောက်ျားတွေကိုပဲကြိုက်သည့်လူစားမျိုးဖြစ်နေလေအိမ်ထောင်ပြုတ်မှာမဟုတ်ဘူးလေ တို့တော်ထိုးဖြစ်နိုင်ကြီးကိုကျမမပြောပဲသူတို့စနောက်သည့်အချိန်တွင်အသာငြိမ်သက်နေခဲ့လိုက်သည်လွန်ခဲ့သည့်နှစ်နှစ်တုန်းကအတန်းသားတွေကြောင်းစတက်သည့်နှစ်မှာရေတွက်တော်25နှစ်ဖြစ်သည်ဖြင့်ငွေရတုနှစ်အထိမ်မတ်အာစတီးယားပူဇော်ပွဲနှင့်မိတ်ဆုံစာပွဲကျင်းပဖြစ်သည်ထိုအခမ်းအနားတွင်လင်းအောင်ကိုပထမဆုံးအချိန်ပြန်တွေ့ရသည်လင်းအောင်သည် အရင်ကလိုပိန်ပိန်ညောင်ညောင်ညူညူမဲမဲလေးမဟုတ်တော့ပဲဝါဖြိုးလာပြီး နေဆင်းမအောင်လင်းအောင်ကိုသူ့ကောင်းနေရမနောက်ဘူးတဲ့လားကျမတို့နေရာကိုကြည့်တော့တို့မျက်နှာတွေဆက်ဖြဲဖြဲပါလေးခင်ခင်လည်းအခုထိအပြုတ်ကြီးကွာဟိတ်ကောင်မင်းကိုစောင့်နေတာပါကွာတေးကြပါလေလင်းအောင်မျက်နှာရှက်သွားသလားသုံးမဟုတ်ပြုံးဖြဲဖြဲကြီးနဲ့ဟုတ်တယ်လို့လူငင်းခန့်နေမလားဟင်ခွေးကောင်ကျဉ်တ်နေမှာပေါ့မဖြစ်ဘူးကျမအိမ်အောင်မပြုတ်ပဲအပြုတ်ကြီးဖြစ်နေနေတာသူ့ကိုစောင့်တာမဟုတ်ပါဘူးဆိုတာ तू သိမှဖြစ်ပြီအေ သူတိရုံများမကသူ့ကောင်းနေပါတိမှာဖြစ်မည်ဘလို့လို့ရပါထိုမိတ်ဆုံစာဝင်းညာကကျမတို့အပြိုကြီးလူပြိုကြီးတွေအတွက်တငယ်ချင်းတွေကအာအာရရအထူးအစီအစဉ်တကူထည့်ပေးသည်အတန်းထဲကအိမ်တော်မကြသေးသူများစင်မော်တက်ပြီးကာရောက်ကြီးတခြင်းနှင့်ကကြရန်နဲ့အတန်းထဲမှာအိမ်တော်မကြသေးသူဟု၍ကျမနှင့်လင်းအောင်အပါအဝင်မိန်းကလေး၄ယောက်ယောက်ျားလေး၃ယောက်သာရှိလေသည် ညာနန္ဒာတကြံတချင်လားမသိဖွင့်ပြထားသည်ကျမတို့ကိုစုတင်းစင်ပေါ်တက်ဖို့ခေါ်သည်အိုးမတက်နိုင်ပါဘူးကြံ့ကြံ့ဖန်ဖန်ပါလေလေကျမစိတ်တူကအတင်းညင်းမိသည်ကျမတို့နှစ်ယောက်လူလူသည်ရှင်ကြားဇလန်းရှိမထားသောအခြားယောက်ျားလေးမိန်းကလေးတွေအားလုံးစင်ပေါ်ရောက်သွားပြီးနောက်လင်းအောင်လေပြီးရမူးမူးနဲ့စင်ပေါ်သို့တက်သွားသည်အလိုအရှက်မရှိသူကလည်းကောက်အောင်မယ်ပေါ့သိမ့်လှိုင်ကကျမစီရောက်လာပြီးခေါ်၏ လေးခင်ခင်လာလီဟာပျော်ပျော်ပပပေါ့ဘာပျော်ပျော်ပပလဲနတို့ပျော်ပုံငါတို့ကမြောက်တီလို့ကပြအောင်ပါလားမတော်ကလည်းမကတာဘူးတိမ့်နိုင်ရင်မျက်နှာကချော့မော့သည်ဟန်ဖြစ်လာသည်လေးခင်ခင် လာပါဟာမကတာလဲစုံပဲစုပေါ့စုလည်းမစုတတ်ဘူးကျမမျက်နှာထိမျက်နှာထားနေညင်းသည်တိမ့်လှိုင်ကဆွဲမလျှော့မစုထိုင်ရင်လည်းလက်ခုပ်ပဲဒီဟာဟိုမှာအားလုံးရောက်နေပြီနင်တယောက်တည်းချမ်းမနေနဲ့ ထိုအချိန်မှာစင်ပေါ်မှာရောက်ပြီးသားမိန်းကလေးတငယ်ချင်းအဖြူကြီးတယောက်ကစင်အောက်သို့ပြန်ဆင်းလာကကျမကိုဇွတ်လာခေါ်သည်ဟဲ့မီလီလာလီဟဲ့ညီလေးအဲ့လိုကြီးလုံမနေနဲ့ဘာဖြစ်လဲမခတ်တဲ့လက်ခုပ်တီးနေငါလည်းမခတ်တတ်ဘူးဟင်းရင်မတော်ဘူးမျက်စိနောက်လောက်အောင်ပင်လင်းအောင်ကအချားသူတွေနဲ့အတူကနေပြီးမြင်ရသည်ဖျားဖျားအရင်တော့ကလင်းအောင်ကရှက်တတ်သည်အခုလင်းအောင်ကမရှက်တတ်တော့ပါလားလူတွေဟာအသက်ကြီးလာရင်အဆက်နေတတ်လာလေသလား ကျမကိုဘလို့မှစီယုံဆွဲဆောင်လို့မရမှန်းသိသွားတဲ့ငယ်ချင်းတွေကလက်လျှော့ကစင်ပေါ်ပြန်တက်သွားကြနေသည်။တီဆောင်ကားခုန်နေသူတို့ကိုမျက်နှာလွှဲထားလျက်ခက်တီတီထိုင်နေရမှ တချင်းတန်မျိုးကြွလွန်သဖြင့်တစ်ချက်တစ်ချက်တော့လှမ်းကြည့်မိသည်။အော်ခွဲစိတ်အထူးကိုဆရာဝန်ကြီးဒေါက်တာလင်းအောင်တို့ကနေလိုက်တာ။သူအခုလိုစင်ပေါ်မှာတက်ကနေလိုက်တာ သူ့လူနာတွေသူစာတင်ပေးတဲ့တပြည့်စေးចောင်းသားတွေမြင်ရင်ဘလို့များမှတ်ချက်ချမလဲ။ ာဖွာမီရဲ့အထုကုဆရာဝန်မာကြီးဒေါက်တာမင်းမြတ်သူကိုရောမျက်စိအထုကုဆရာဝန်မာကြီးဒေါက်တာနှင်းဦးဝီမျက်မှန်ဆရာဝန်ကြီးဒေါက်တာမိုးကျော်အားလုံးမှာအထုကုဆရာဝန်တွေဖြစ်နေကြပြီ အသက်တွေမှာမငယ်ကြတော့ပဲစီယုံအုပ်ဖြစ်နေသူတယောက်လည်းပါသည်ကျမကြည့်နေရင်ကတပြင်းတစ်ချက်ရှိုက်မိသည်တစ်နှစ်မှတစ်ခါဆိုသလိုငွေချင်းတွေစုံကြတာ